ပဲရင်ကြီးရွာမှာကျွန်တော်ရောက်တဲ့အခါမှာကြီးရွာရဲ့ထိတ်မှာဘုံကြီးနှစ်ပါးကဒါနှစ်ရက်သုံးရက်ရှိနေပါပြီစောင့်နေတာဒကမာကြီးနှုတ်ခွန်းဆက်စကားလေးပြောပြပါဦးဆိုတဲ့အခါမှာဒါဒီကတော့ကားလေးအချိန်တက်ခါချီသေးတယ်နောက်မှာပါလာတဲ့ခုနတော်ကရဟန်းတုတွေနောက်ပြီးတော့စွမ်းအားရှင်တွေတန်ခါကြီးရဲ့အသင်းတွေဒါအားလုံးကနေပြီးတိုက်ခိုက်လာတဲ့ အဲ့ဒီချိန်ကြမှာဒါကျွန်တော်တို့ကိုဒါလောက်ကြံဖို့တက်ဖြတ်ဖို့ဆိုတာကိုစတင်ပြီးတော့ကျွန်တော်တို့ပြီးခဲ့ရတယ်။ဟိုတပင်းလောက်ကြံတက်ဖြတ်မှုကအခုမေလ30ရက်နေ့မှာဆိုရင်22နှစ်ပြည့်ပြီပေါ့နော်။ဆိုတော့အဲ့ဒီကာလတော့ကဒေါက်ဆန်စုကြည်အသက်ဘေးကနေလွတ်မြောက်ဖို့အဓိကအားထုတ်ခဲ့တဲ့သူတယောက်အနေနဲ့အခုအနေနဲ့ကပါတီနဲ့ဘလို့ဆက်ဆက်ပြီးတော့အန်တီကာကိုမောင်းပြစ်သွားတာလဲ။ဟုတ်ကဲ့။ကျွန်တော်ရဲ့အဖေကတော့အာဒီ ူသားဒီမိုကရေစီအဖွဲ့ချုပ်မှာမလေးတိုင်းရဲ့ဗန္ဓာရေးတာဝန်ယူထားတဲ့ဗန္ဓာရေးမူဟူတာဥက္ကိုကြီးဒါဖြစ်ပါတယ်။ဒါဥက္ကိုကြီးရဲ့ဒါဟိုပါတော့ဒါဒီတိုင်းဟိုတိုင်းမှာတာဝန်ထမ်းဆောင်နေစဉ်အတွင်းမှာဒါဒေါ်စားစုကြည်ရဲ့ဒါခီးစဉ်မှာကောင်းမွန်မှုပေါ့နော်ဒါစိတ်ချရတဲ့သူကောင်းမွန်ကြွကျင်တဲ့သူတွေဒါလိုအပ်ပါတယ်။ ိုတဲ့အခါမှာကျွန်တော်တို့ညီကိုနှစ်ယောက်ကိုအဲဒါပေးပို့ပါတယ်။ဒါစိတ်ချရတယ်ဆိုတဲ့အခါမှာကျွန်တော်တို့ဒါအဲ့ဒီချိန်ကနေစပြီးတော့ဒေါန်ဆန်းစုကြည်ရဲ့ဒါကားကို စမောင်းမှုအတွက်ဒါဖြစ်လာတာပါဗျ။ဟုတ်ကဲ့။ဟုတ်ကဲ့ဟုတ်ကဲ့အကိုအဲ့တော့အကိုကဒီဟိုចောင်းသားပဲတက်ကူចောင်းသားပဲရှိသေးတယ်နော်ဥပဒေဥပဒေဒုတိယနှစ်ထင်တယ်ဟုတ်ပါတယ်ဗျကျွန်တော်ဥပဒေဒုတိယနှစ်ចောင်းသားပါဗျဟုတ်ကဲ့ဆိုတော့အဲ့ဒီတော့ကဒီ အဲအဲ့ဒီခီးစင်မှာပေါ့လေလှုပ်ကြံမယ်ဒေါ်သန်းသူကြီးကိုလှုပ်ကြံတိုက်ခိုက်မယ်ဆိုတဲ့သတင်းတွေအကိုတို့ကြိုမရခဲ့ဘူးလားဟုတ်ကဲ့သတင်းကကြိုမရဘူးလားဆိုတော့ဒီလိုပါကျွန်တော်တို့ခီးစင်စထွက်ပါတယ်စကိုင်းနောက်ပြီးတော့ကချင်ပြည်နယ်နောက်ပြီးတော့ကျွန်တော်တို့ဒီမိုးကုတ်တို့မိုးမိတ်တို့ဒါဒီမိုးမိတ်မိုးကုတ်အဲ့ဒီကနေပြီးမှတပိတ်ချင်းတပိတ်ချင်းကနေပြီးတော့မန္တလေးတဲ့ကိုပြန်ဝင်ပါတယ်မန္တလေးကနေပြီးတော့စကိုင်းတဲ့ကိုထွက်တဲ့အချိန်မှာ ဒါလုံးကြံတက်ပြက်မှုတွေကကျွန်တော်တို့ခံခဲ့ရပါတယ်အဲလမ်းတစ်လျှောက်လုံးမှာကလည်းပဲဒါကျွန်တော်တို့ဒါမြို့သားဒီမိုကရေစီအဖွဲ့ချုပ်ကလည်းပဲဒါလူငယ်ပြည်လဲဖွဲ့စည်းရေးနောက်တစ်ခုက ကြတော့ကျွန်တော်တို့တိုင်းပုတ်ဒီတချို့ဒါဘောဟောင်းနဲ့ပြည်စီနေတဲ့ဆိုင်ပုတ်တွေဆိုင်ပုတ်တင်အခမ်းအနားတွေဒါတွေကိုတနိုင်ငံလုံးအတိုင်းတာနဲ့ကျွန်တော်တို့ပြန်လဲဆောင်ရွက်ဖို့အတွက်ဒါသုရရဲ့ခွင့်ပြုချက်နဲ့ပဲ အခီးစဉ်မျိုးကိုစတင်လပတ်ခဲ့ပါတယ်အဲအဲ့ဒီလိုလက်ပတ်ပြီးတော့သွားနေတဲ့အခါမှာဤသူလူလူရဲ့ဒါတော်စားစုကြည်ရဲ့အပေါ်မှာထားတဲ့စေနာမြစ်တာပေါ့နော်ဒါဤသူလူလူကိုထောက်ခံကြိုလိုတဲ့အင်အားကအစားတဲ့တစားတမျိုးထက်တမျိုးမှာပို့ပြီးတော့များပြားလာပါတယ်ဒါအမခန်းလိလိပါယို9မိနစ်လောက်သွားတဲ့ဒါနေရာတွေကိုကျွန်တော်တို့တနာကြီးလောက်ကားကိုမောင်းခဲ့ရပါတယ်ပြည်သူလူထုကအဲအဲ့ဒီနေရာ ပြည်သူလူထုရဲ့ကျွန်တော်တို့အားပေးထောက်ခံမှုတွေကမြို့တိုင်းလူလူဟိုပါပေါ့နော်နေတိုင်းလူလူမှာဒါဟိုတိုးတိုးပြီးတော့ပို့ပြီးတော့များလာတယ်များလာတဲ့အခါမှာကျွန်တော်တို့ဒီဟာသူတို့စိုးရိမ်တဲ့အနေအထားမျိုးဖြစ်လာတာလားဘာမို့သူတို့ရဲ့ဒီအာဏာကိုဒါစိုးရိမ်တဲ့အနေအထားမျိုးရှိလာတယ်လို့သူတို့ယူဆတယ်နဲ့တူပါတယ်ဒါစတင်ပြီးတော့ဒါဒီတော်သူကြန့်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးအသင်းကိုစတင်ပြီးတော့ဒါနှောက်ယှက်ခိုင်းတယ် နောက်တစ်ခုကကြတော့ဒီလက်ပတ်နေပေါ့အရင်တော့ကတော့စွားရှင်ပေါ့စွားရှင်တွေကိုလည်းပဲနောက်ဆက်မှုတွေကိုစပြီးတော့အာဆောင်ရွက်စီခိုင်းခဲ့တယ်အဲမြို့အဝင်နဲ့မြို့အထွက်တွေမှာပဲလမ်းဥလက်တွေမှာဒီလိုနောက်ဆက်မှုတွေကိုအာဆောင်ရွက်လာခဲ့ပါတယ်အဲတဏီယာရောက်ရင်လည်းအတဏီယာပေါ့နော်မြို့ဝင်မှာလည်းပဲအဲ့လိုနှောက်ရမှုတွေအော်တချို့ကချင်ပြည်နယ်တွေကနေထွက်ပြီးတဲ့နောက်ပိုင်းမှာလည်းပဲ ပုံမူပြီးတော့ဆိုးသွားလာတယ်။နောက်မိုးကုတ်မိုးကုတ်ကနေပြီးတော့ကျွန်တော်တို့တပိတ်ချင်းမရေယာသင်ကူးမရေယာလမ်းကြောင်းမှာလည်းပဲဒါစပြီးတော့ဒါနှောက်ရက်လာတယ်။လာရောက်ပြီးတော့ဆိုတဲ့ဒီဟိုပါတော့ဒါပြည်သူလူထုကိုတော့မှရန်ရှာတဲ့အဆင့်မျိုးအထိဖြစ်ပါတယ်။အချို့ကွားတွေနဲ့ထူတာမျိုးချို့ကားနဲ့လိုက်တိုက်တာမျိုးဒါမျိုးတွေအဆင့်အထိကျွန်တော်တို့ဒါကျွန်တော်တို့ရင်နှန်းပုံ နှောက်ယှက်မှုတွေဒါစပြီးတော့ဆောင်ရွက်ခဲ့တယ်ဆိုတာကိုတွေ့ခဲ့ရတယ်။အဲအဲ့ဒီကနေပြီးတော့ကျွန်တော်မန္တလေးကိုပြန်ဝင်တယ်။မန္တလေးမှာလည်းပဲဒီလိုပဲလူုပ်ကြီးတွေကိုသူကကာကြီးမောင်းတင်လာတာမျိုးတို့ဒါကြီးဒီကြက်ခိုင်ရဲ့အတင်းနေနဲ့နောက်တစ်ခုကကြတော့ကျွန်တော်တို့စားရှင်တွေအပါဝင် ပေါ့အားလုံးကတော့သူကနီးမျိုးစုံနဲ့နှောက်ယှက်မှုတွေတော့ပြုလာတယ်။နောက်တရင်ကကျွန်တော်တို့ဘာကိုစကြလဲဆိုတော့ ဘုံကြီးဝိတ္တေပေါ့နော်ဒါဒီတန်ဃာဘုံကြီးတွေရပါဒီနောက်ပိုင်းအာကျူဇုံမှုတွေအာအာဒါဒီလမ်းမှာပေါ့နော်ဒါဒီနှုတ်ဆက်မှုတွေကအရှိလာတဲ့အပေါ်မှာသူတို့ကဘုံကြီးတွေကိုတံပြန်နေနဲ့ဘုံကြီးအတုပေါ့ဘုံကြီးအတုဖန်ဆင်းတယ်ဒါကရုံးတွေကိုချက်ချင်းတုံးတယ်စွာရှင်တွေကိုချက်ချင်းတုံးပြီးတော့သင်္ကန်းအစ်စ်တွေဝတ်ပြီးတော့လမ်းလုံးဖြန့်ထားတယ်ဆိုတဲ့သတင်းရတော့ကျွန်တော်တို့ကြားပါတယ် မုံရွာမှာမုံရွာမှာထွက်တယ်မုံရွာထွက်ပြီးဘုတလင်ကိုဝင်တယ်ဘုတလင်ကနေပြီးတော့ဒီတရင်ကို ကြားပါတယ်အဲလမ်းမှာစောင့်နေကြတဲ့အဖွဲတွေကြားတယ်လောက်ကြံမယ်ဆိုတာထက်ကိုသူကစောင့်ပြီးနှောက်ရက်မယ်ဆိုတာလောက်ပဲကျွန်တော်တို့ထင်ခဲ့တာပေါ့နော်ထင်ခဲ့ပါတယ်တရင်ကတော့ကြားပါတယ်နောက်ကျွန်တော်တို့ဒီရှေ့ပြေးလွတ်လိုက်တဲ့ဟိုပေါ့နော်တိုင်းလုံးမှုဆောင်နေနောက်ပြီးတော့ရှေ့ပြေးအဖွဲတွေအားလုံးကလည်းပဲပြန်ရောက်မလာတဲ့အခါမှာတရင်က ပို့ပြီးတော့တိကျတဲ့အနေအထားမျိုးတော့ရှိလာတယ်။နောက်ပြီးတော့လမ်းမှာဆိုလို့ရှိရင်လည်းပဲဒါကရုံးစိမ့်တွေပေါ့ကရုံးစိမ့်ဆိုတာကချက်ချင်းတုံးပြီးတော့ချက်ချင်းဝတ်ထားတဲ့ဒါပင်ငန်းစိမ့်တွေနဲ့ဟိုဘုံကြီးအတုတွေကိုလည်းပဲဒါတွေ့နေရတဲ့အနေအထားမျိုးတော့ရှိတယ်။နောက်သတင်းတွေတော့လာပို့ပါတယ်ဘုံကြီးအတုတွေဒါကားတစီနဲ့ရှိကနေပြီးတော့သွားလိုက်ကြပြီဆိုတော့ပြည်သူလူထုရဲ့အာသတင်းပေးမှုတွေလည်းပဲကြားရပါတယ် ဲ့ဒီမေလ30ရက်နေ့အဖြစ်ပြက်ကိုလေအကိုမှတ်မိသလောက်လေးပြောပြပေးပါလားလမ်းမှာကျွန်တော်တို့သတိနဲ့တော့သွားပါတယ်ဒါနေမဝင်ခင်တော့ကျွန်တော်တို့အရောက်သွားမယ်ဆိုပြီးတော့ဒါပင်းရင်ကို နေမဝင်နေခင်မှာကျွန်တော်တို့အရောက်သွားမယ်သွားပြီးပြီဆိုလို့ရှိရင်လိုအပ်တဲ့ဒါဖွဲ့စည်းမှုတွေလုပ်မယ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်ပြန်မယ်ပေါ့နော်ဒါဒီလိုရည်ရချက်နဲ့ပဲကျွန်တော်ဘူးတလင်းတိုင်းပြင်းထွက်မှာပဲကျွန်တော်တို့စပြီးတော့တောက်ရှက်မှုတွေကိုဖြစ်ခဲ့ပါတယ် တိုင်ပြန်ကနေပြီးတော့ထွက်တဲ့အချိန်မှာကျွန်တော်ဒီဘင်းရဲ့မရောက်ခင်မှာသူတို့ဒီဟိုလှုပ်ကြံမဲ့အဖွဲ့တွေကကြိုတင်ရှိနေတယ်ဆိုတော့အပိုင်းအဲ့ဒီဟာမတွေ့ခင်မှာကျွန်တော်တို့ဒါဒီဒီဘင်းရင်ကြီးရွာမှာကျွန်တော်ရောက်တဲ့အခါမှာကြီးရွာရဲ့ထိတ်မှာဘုံကြီးနှစ်ပါးကဒါနှစ်ရက်သုံးရက်ရှိနေပါပြီစောင့်နေတာဒကမာကြီးနှုတ်ခွန်းဆက်စကားလေးပြောပြပါဦးဆိုတဲ့အခါမှာပါလေးအရှိန်တက်ခါချီသေးတယ်နောက်မှာပါလာတဲ့ခုနကတော့ ယဟန်တုတွေနောက်ပြီးတော့စွမ်းအားရှင်တွေတန်ခိုင်ရဲ့အသင်းတွေဒါအားလုံးကနေပြီးတိုက်ခိုက်လာတဲ့အဲ့ဒီအင်အားကိုအဲ့ဒီချိန်ကြမှကျွန်တော်တို့ဒါအင်အားဘလောက်ဆိုတာကဒါကျွန်တော်တို့သိရတယ်အဲ့ဒီချိန်ကြမှဒါကျွန်တော်တို့ကိုဒါလှုပ်ကြံဖို့တက်ဖြတ်ဖို့ဆိုတာကိုစတင်ပြီးတော့ကျွန်တော်တို့သိခဲ့ရတယ်ဟုတ်ကဲ့အင်အားဘလောက်များလဲရင်တော့တော့နှောက်ရှက်ယုံတက်တက်ဘလူပဲအာထင်ခဲ့မိတာပေါ့နော်ဟုတ်ကဲ့ ဟုတ်ကဲ့ဟုတ်ကဲ့အင်အားဘလောက်များလဲခင်ဗျာသူတို့အင်အားရာနဲ့ချီပြီးတော့ကျွန်တော်900လောက်တော့ရှိမယ်ထင်တယ်ဗျာ900တထောင်ဝန်းကျင်လောက်တော့ရှိမယ်နောက်ကနေပြီးတော့ကားနှစ်စီးသုံးစီးနဲ့ကားကြီးတွေနဲ့ပြီးတော့စတင်ပြီးတော့ကျွန်တော်တို့တိုက်ခိုက်တာပေါ့နော်အဲ့ဒီကြီးရွာမှာဆရာတော်နှစ်ပါးနေပြီးတော့မှဒီမြစ်တရက်ခတ်တဲ့ခါကျတော့အန်တီကစကားပြောဖို့ ပြင်ဆင်နေတဲ့အချိန်မှာတိုက်ခိုက်ခံရတာပါဗောနော်အန်ဒီကဒီကားအပြင်မှာလာဒါမှမဟုတ်ကားထဲမှာပဲရှိနေသေးလားတိုက်ခိုက်တာရောဟိုဘယ်လိုပုံစံတိုက်ခိုက်ခံရတာလဲဥမာကားဟိုဒီဝိုင်းပြီးတော့မှဒုတ်တွေနဲ့ရိုက်နေတာမျိုးလားအဲ့ဒီအဖြစ်အပျက်လေးကိုအခုနည်းနည်းပြန်ပြောပြပေးပါလားဟုတ်ကဲ့ဟုတ်ကဲ့အဲကျွန်တော်တို့ဒီဘုံကြီးနှစ်ပါးကဗောနော်ဘုံကြီးနှစ်ပါးကမေတ္တာရက်ခံတဲ့အခါမှာမေတ္တာဆန်းစုကြည်က ဒါပြန်လဲပြီးတော့နှုတ်ခွန်းဆက်စကားပြောမယ်ဆိုပြီးတော့ကားအရှိန်တက်ခါရှိပါသေးတယ်ကားထဲမှာပဲရှိပါသေးတယ်အဲအဲ့ဒီခြေနေမျိုးမှာကျွန်တော်တို့နောက်ကနေပြီးတော့ဒါရိုက်ခံရတဲ့ကျွန်တော်တို့ရဲ့ကားတန်းပေါ့ကားထဲမှာပါလာတဲ့အဲကျောင်းသူကျောင်းသားတွေပါလာတယ်ပြည်သူလူထုတွေပါလာတယ်ကျွန်တော်တို့ပါတီဝင်တွေပါလာတယ်ပေါ့နော်အခြေအနေမျိုးတွေဒါဖြစ်လာမှာဆိုတဲ့အတွက်ကြောင့်မို့လို့အဟန့်အနေနဲ့အားလုံးကလည်းပဲအတော်စားစုကြည့်ဖို့စိုးရိမ်ပူပန်တဲ့အနေနဲ့လိုက်ပါ ို့ဆောင်ခဲ့ကြတဲ့အဖွဲ့တွေပေါ့ဒါတွေအားလုံးကကျွန်တော်တို့ကနောက်ကနေပြီးတော့ကျွန်တော်တို့ဒါစတင်ပြီးတော့ဒါရိုက်နေခံရတယ်ဟိုတုတ်တွေနဲ့ဝိုင်းရိုက်ကြတယ်ဝချုံနေနဲ့ဒီသာသမာတယောက်ဆိုလို့ရှိရင်မျက်လုံးကနေထိုးလိုက်တာဟိုဘက်ကနေပြီးတော့ပောက်ထွက်တဲ့အဆင့်ထိတခါတည်းထိုးချပလိုက်တာပေါ့နော်ဒါအဲ့ဒီနေရာမှာတွင်ပွဲချင်းပြီးတည်သွားတယ်နောက်ဒီဓာတ်ပုံဆရာဆိုလို့ရှိရင်လည်းခေါင်းကိုကြည်ပြီးတော့ဒါဟိုပေါ့နော်ဒါဥဥကုန်အောင်မှဒါမရှိတော့တဲ့အနေထားမျိုးအဆင့်ထိ ရိုက်နိုင်ခံခဲ့ရတာမျိုးတွေ။နောက်နေရာတွေမှာပဲပွဲချင်းပြီးကျွန်တော်တို့ကအသက်ဆုံးရှုံးခဲ့ရတဲ့အနေအထားမျိုးတွေရှိပါတယ်။အဲအဲ့ဒါမျိုးတားပြီးတော့တောင်ဆန်းစုကြည်နားကိုအဲចောင်းသားတွေရောက်လာတယ်။ចောင်းသားတွေရတော့မှတွေ့တဲ့ခဲနဲ့ပြန်ထုမယ်ဆိုရင်တော့မှမတုံ့ပြန်တဲ့တော်ကြနေငါတို့ကခိုက်ရန်ဖြစ်ပွားပြီးတော့ငါတို့ကိုအပြစ်ပို့ချလိမ့်မယ်။တောင်ဆန်းစုကြည်ကတော့ဒါငင်းကြဲတဲ့နည်းနဲ့ပဲ အဒီနေရာနေပြီးတော့သွားဖို့အတွက်ပဲသူကြီးရဲတဲ့နဲ့တူပါတယ်အားလုံးကိုတားပါတယ်အဲတားတဲ့အခါမှာအားလုံးကလည်းပဲဒါမလုပ်ပါဘူးအဲအားလုံးကလည်းပဲဒီတိုင်းပဲတချို့ဆိုလို့ရှိရင်ဒုတန်ရဲနဲ့ရောက်လာတာတွေရှိရဲတော့ဒုတန်ရဲနဲ့ပြည်လာတဲ့အနေထားမျိုးလေးတွေလည်းကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကတော့ဒါဘဝဥတည်မှုကနေပြီးတော့ကျွန်တော်တို့ကားနာလေးကိုရောက်လာတယ်အဲ့ဒီဖုန်းကြီးတွေကလည်းပဲအဲဘေးမှာပေါ့နော်ဒါ BMW ကားလည်းပေါ့ဒါဒေါ်စားသူကြီးကဒေါ်စားသူကြီးကား အဲ့နဲ့ဘဘဦးတူကလည်းမင်းတို့ဘာလုပ်လို့လဲဆိုတော့ဘာလုပ်လို့ကွာဒါတော်စင်းကြီးကဆိုရိုက်ဆိုပြီးတော့သူတို့စပြီးတော့ရိုက်ပါလေဟိုအန်တီကရောအဲ့ချိန်မှာမောင်းထွက်ဖို့တခုအကိုပြောတာရှိလားဒါမှမဟုတ်အကိုကရောဒီဟာလုံးဝလုံးကြံခံရပြီးအတန်အနေကိုကြုံရပြီးနော်ကိုကောင်းတော့ငေါ်ဒီအားလုံးကအတန်အနေကြုံရပြီးဆိုအကိုကရောဒီလွတ်မြောက်ဖို့အတွက်ဘယ်လိုကြိုးပမ်းအားထုတ်ခဲ့လဲအန်တီကမောင်းထွက်ခိုင်းလို့လားဒါမှမဟုတ်အကိုပဲကိုစိတ်နဲ့ပဲကိုမောင်းထွက်ကြိုးပမ်းခဲ့တာလားအဲ့ဒီခုနအကိုပြောတဲ့အချင်းတည်းလေး ဟိုပြန်ပြောပြပေးပါဟုတ်ကဲ့ဟုတ်ကဲ့ဒီလိုအခြေအနေမျိုးမှာကကျွန်တော်အတိရဲ့မိန့်ကိုလည်းကျွန်တော်ကြည်ပါတယ်စောင့်ပါတယ်စောင့်တဲ့အခါမှာအတိအနေနဲ့ကဒါစဉ်းစားနေတဲ့အနေအထားမျိုးလို့ကျွန်တော်ကယူဆပါတယ်စဉ်းစားနေတဲ့အနေအထားမျိုးဆိုတာကနောက်မှာကကျွန်တော်တို့ကမောင်းမောင်းနောက်ကလှုပ်ချန်နေတယ်လို့သူအမိန်ပေးမယ်မောင်းခိုင်းမယ်ဆိုလို့ရှိရင်လည်းပဲနောက်မှာကဒါကျွန်တော်တို့ရဲ့ ဒါပြီးဟွာပေါ့နော်ဒါပါတီဝင်တွေပြည်သူလူထုတွေကခြံထားပြီးတော့ပြီးတယ်ဆိုတော့ဖြစ်ပြက်မျိုးသူမလိုလားတဲ့သဘောတော့ရှိနေအဲမမောင်းနဲ့ဆိုလို့ရှိရင်လည်းပဲအာကျွန်တော်တို့ကအတိခံရတော့မဲ့အနေထားမျိုးတော့ဖြစ်နေတယ်အဲဒါကိုကျွန်တော်ကသုံးသပ်မိပါတယ်သဘောပေါက်လိုက်တယ်သုံးသပ်မိပါတယ်ဟုတ်ကဲ့ဟုတ်ကဲ့သုံးသပ်မိတဲ့အခါမှာကျွန်တော်ကလုပ်ဖို့အဆင့်တစ်ခုတော့ရှိတယ် ရသလောက်ယုံထွက်မယ်ဒါမှမဟုတ်ရသလောက်ပြန်တိုက်ခိုက်မယ်ပြန်တိုက်ခိုက်ပြီးတော့ဟိုနောက်ပိတ်ဆုံးမရရင်တော့မှဒါဟိုပေါ့နှစ်ယောက်တစ်ယောက်တော့ပြန်ချမယ်ဆိုတဲ့ဒါလူငယ်စိတ်တော်ကျွန်တော်တို့ရှိတာပေါ့နော်ဟုတ်ကဲ့ဒါလူငယ်စိတ်တော်ရှိတယ်အဲပြီးပြီဆိုလို့ချင်းလွမြောက်တဲ့အထိဟိုဟိုပါတော့ဟိုစိတ်ကူးတာပေါ့ဗျာအဲ့ဒီတုန်းကတော့ဒါမီတော်ဆန်းစုကြည်ကရင်းလာရင်တော့မှကျွန်တော်တို့ကချုပ်ပြီးတော့ကျွန်တော်ကမထမ်းပြေးဖို့အဆင့်တီတောင်မှကျွန်တော်တို့ကစဉ်းစားတယ်ဟုတ်ကဲ့ ်ခံပြီးမှပါကျွန်တော်တို့ကစဉ်းစားထားတဲ့အနေအထားမျိုးပေါ့အဲဒါပေမဲ့အဲ့ဒီစင့်တော့မရောက်ပါဘူးအဲကျွန်တော်ကားကိုနောက်ကိုဆုပ်လိုက်တယ်ဆုပ်ပြီးတော့ကြီးလိုက်တဲ့အခါမှာကျွန်တော်တို့ဖွဲ့ဒီအားလုံးကတချို့မှောင်နေတာတွေရှိတယ်ခံပြီးတော့ဒေသရဲနဲ့အောက်မှာငုတ်တုတ်ချန်နေရှာတချို့ကြလည်းမေ့လဲနေတာမျိုးတွေကျွန်တော်တွေ့ခဲ့ရတယ်အဲ့ဒီခါမှာကျွန်တော်ကဟိုသူ့မှာမတိုက်မိပါဘူးအားလုံးရှောင်ကွင်းပြီးတော့ကျွန်တော်လွတ်အောင်ကျွန်တော် ကားတွေအရှိ ျက်စိရှိနေတာဖြစ်တဲ့အတွက်အကားတွေရောလူတွေရောအကုန်ရှောင်ပြီးတော့ကျွန်တော်စတင်ပြီးတော့ကျွန်တော်ထွက်ခဲ့ပါတယ်ကျွန်တော်မထွက်ရင်လည်းပဲတခြားကားတွေကထွက်မှာမဟုတ်ဘူးအဲဒါကြောင့်ကျွန်တော်အနေနဲ့ကတော့ဆုံးဖြတ်ပြီးထွက်မှာရတော့မယ်ဆိုပြီးတော့ကျွန်တော်ဒါဆုံးဖြတ်ပြီးထွက်တဲ့သဘောပါဗျဟုတ်ကဲ့ဟုတ်ကဲ့ဆိုတော့အဲ့ဒီဟိုမောင်းထွက်သွားပြီးတော့ဒီအန်ဒီယန်ကနေလွတ်သွားပြီးတော့ဟိုဘာတွေဆက်ကြုံတွေ့ရသေးလဲအခုဟိုဆက်ပြောပြပေးပါဟုတ်ကဲ့အဲ့ဒီကနေပြီးတော့ကျွန်တော်တို့မောင်းသွားပြီးတော့5မိနစ်လောက် ိုတဲ့အခါမှာအာရဲစခန်းအရှိတကူမှာတက်ကွင်းတကူကိုကျွန်တော်တို့တွေ့ကြရတယ်။နောက်မှသိကြပါရဲစခန်းနားလေးလို့သိရတာ။ဟုတ်ကဲ့။အဲတက်ကွင်းတကူမှာကကျွန်တော်တို့တွေ့ရတယ်ဆိုတာကကားသုံးစီးပေါ့။ကားသုံးစီးကအရှိမှာဒါမီးထိုးပြီးတော့ဒီဘက်လည်းမလာဘဲနဲ့ရက်နေတာကဒါမယူသားဘူးဆိုတာကိုကျွန်တော်နံပါတ်1တွေ့လိုက်တယ်။အဲ့ဒီမှာကျွန်တော်ကကားနားလေးအထိတော့တဲ့တယ်ပဲမောင်းလိုက်တယ်။ မောင်းပြီးတာနဲ့ကျွန်တော်ကညာဘက်ကိုကျွန်တော်ကကြွေလိုက်တဲ့အခါမှာကားသုံးစီးကိုလည်းညာဘက်ကိုချိုးပြီးတော့နီးနားရောက်မှညာဘက်ကိုချိုးပြီးတော့အရှိတတဲ့ထက်မောင်းတဲ့အချိန်မှာကျွန်တော်ဒီဒုတ်တင်တဲ့လူအုပ်ကြီးကိုစတွေ့တာပဲဟုတ်ကဲ့ညာဘက်မှာရှိနေတဲ့လူအုပ်ကြီးကိုကျွန်တော်တွေ့တယ်လူကတော်တော်များတယ်ဗျ900နဲ့1000ကျားလောက်တော့ရှိမှထင်တယ်ဒုတ်တင်နဲ့အပြည့်ပဲကျွန်တော်ကလူအုပ်ကြီးကို ကျွန်တော်တဲ့တဲ့ကြီးကျွန်တော်ကရှောင်လိုက်မယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့ကိုဒါဝိုင်းရိုက်တော့မှတေချာနေပြီ။ဘာကြောင့်လဲတေချာလဲဆိုတော့အရင်နေရာမှာကျွန်တော်တို့ကတက်ခက်ခံရတယ်ဆိုတာတေချာတော့ဖြစ်နေပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ကဒါဆက်မောင်းသွားလိုက်တယ်။ဆက်မောင်းသွားတဲ့အခါမှာဒီလူအုပ်ကြီးကနေပြီးတော့ဒါကျွန်တော်တို့ဒါရိုက်တော့မယ်ဆိုတာတေချာနေပြီ။တေချာနေပြီဆိုတော့ကျွန်တော်တို့ကဒါခုခံမှုနဲ့ဒါဖောက်ထွက်ဖို့ပဲ စဉ်းစားရမယ်ဆိုတာကျွန်တော်တို့နားလည်လိုက်တယ်ပေါ့နော်နားလည်လိုက်တယ်အဲ့ဒါကြောင့်မို့လို့ကျွန်တော်ကဒီလူအုပ်ကြီးတဲကိုကျွန်တော်ကအဲ့ဒီကားကိုပြစ်မောင်းပလိုက်တယ်ပြစ်မောင်းပလိုက်တယ်လူအုပ်ကြီးကအဲ့ဒီအချိန်မှာသူကညာဘက်မှာရက်နေတဲ့လူအုပ်ကြီးကအဲ့ဒီရဲ့နောက်ဘက်ကိုညာဘက်ကိုထပ်ပြီးတော့အုံးနဲ့အဝေးကိုသူကရှေ့ပြီးတော့အဲဆုတ်သွားကြတယ်အဲဆုတ်သွားတဲ့အချိန်ကျမှကျွန်တော်ကလမ်းပေါ်ကိုဖက်ကနဲ့ပြန်တက်ပြီးတော့ပြန်မောင်းမယ်လို့တဲ့အချိန်မှာဘယ်ဒီဂိတ်တွေကျွန်တော်တွေ့ရပါတယ်တန်ဆူးချိုးဂိတ်တွေပေါ့ ်ကဲတန်စီကျောက်ဂိတ်တွေ့တဲ့အခါမှာအဲအဲ့ဒီအချိန်မှာကျွန်တော်ကနည်းနည်းတော့တွေ့ဝေသွားတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ဒီညာဘက်မှာကျွန်တော်ညာဘက်မှာလည်းမှန်မရှိတော့ဘူးနောက်ဘက်မှာလည်းမှန်မရှိတော့ဘူးအဲ့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 မှန်မရှိတဲ့နေရာတွေကိုကျွန်တော်တို့ပြစ်လိုက်တယ်ဗောနော်ဒါဟိုတနတ်တန်တွေလည်းအဲ့ဒီနေရာမှာကြားတယ်နောက်ကနေပြီးတော့အဲ့ခဲတွေနဲ့ပြစ်တာတွေနောက်ပြီးတော့ဒုတ်တွေနဲ့ပြစ်လိုက်တာတွေဒါတွေအားလုံးကကျွန်တော်ဒီနှစ်ထင်းမှာဗောနော်ဒီဒီညာဘက်နှစ်ထင်းမှာအခုချိန်ထိအနေရရှိပါသေးတယ် ်လည်းရှိပါသေးတယ်။အဲ့ဒီကနေပြီးတော့ကျွန်တော်စက်မောင်းမယ်လုပ်တဲ့အချိန်မှာ very gate ကိုတွေ့တယ်။ very gate ပါကျွန်တော်တို့ကတခါတိုက်ပြလိုက်တယ်။တိုက်ပြတာနဲ့ကျွန်တော်ကစက်မောင်းမယ်လုပ်တော့ကားတွေနဲ့ထပ်ပိတ်ထားတယ်။ကားကလူသွားလန်းလုပ်ထားတယ်နဲ့တူပါတယ်။အဲ့လူသွားလန်းလုပ်ထားတဲ့ကားဟိုပါပေါ့6ပီကျော်လောက်တော့ရှိမှသူတို့လူသွားလန်းလေး။အဲ့ဒီကကျွန်တော်ကားနဲ့ကွက်တီဝင်သွားတယ်ပေါ့နော်ဟုတ်ကဲ့အဲ့ဒီကားကြားထဲကနေပြီးတော့ကျွန်တော်လွတ်သွားတယ် တက်သွားပြီးတော့စက်မောင်းမယ်လို့တဲ့အချိန်မှာကျွန်တော်တို့ရဲ10ရောက်လောက်ရှိမှကျွန်တော်တို့တနက်နဲ့တန်းစီပြီးတော့ချိန်ထားပါတယ်အဲရှေ့ကနေပိတ်ပြီးတော့ပိတ်ပြီးတော့တနက်နဲ့ချိန်ထားတဲ့အခါမှာကျွန်တော်ကအဲမထူးပါဘူးငါတို့ကဒီနေရာမှာအတီခံမဲ့တူတူတော့ဆိုပြီးတော့ကျွန်တော်ကဒီစက်မောင်းပါတယ်စက်မောင်းတဲ့အခါမှာတို့ဒီရဲတွေကဒိုင်မင်းတွေထိုးပြီးတော့ရှောင်းတယ်ကြောင်ပြီးတော့နောက်ကနေတနက်နဲ့ပြစ်ကြံခဲ့တယ်ပေါ့နော်တနက်တွေပြစ်ပြီးကြံခဲ့တယ်ကျွန်တော်တို့ကတော့စက်မောင်းထွက်သွားလိုက်တယ်ပေါ့ ။ဟောအခုစမောင်းထပ်သွားလိုက်တယ်။သူတို့တိုက်တိုက်မိသေးလား။အဲမတိုက်ခတ်မိပါဘူး။သူတို့ diamond တွေထိုးပြီးတော့ရှောင်တဲ့အပေါ်မှာကျွန်တော်တယောက်မှမထိခိုက်မိပါဘူး။ကျွန်တော်တို့မောင်းတဲ့အခါမှာဟုတ်ဟုတ်ကဲ့။အဲအဲ့ဒီအနေမှာကျွန်တော်တို့လွတ်သွားတယ်ပေါ့ဗျာ။ဟုတ်ကဲ့ကို။ဆိုတော့ဒီတက်ကွင်းနှစ်နေရာပေါ့နော်။ဒီနှစ်နေရာကနေလွတ်မြောက်ပြီးတော့ဟိုဘာဆက်ဖြစ်သေးလဲ။အဲ့ဒီအချိန်မှာအန်တီယာရောဘာပြောလဲ။ဟုတ်ကဲ့။ ျွန်တော်ကားပေါ်မှာကပထမနေရာမှာရင်းကိုပါလာတဲ့ဒါចောင်းသားလေးတွေပါလာတယ်နောက်ပြီးကျွန်တော်တို့ပါတီဝင်ပေါ့လုံုံကြီးအဖွဲ့တွေပါလာတယ်အားလုံးအန်တီအပါဝင်16ယောက်ပေါ့16ယောက်ကျွန်တော်တို့ကားပေါ်မှာပေါ့ကျွန်တော်ရောအန်တီရောအပါ16ယောက်အဲအဲကားပေါ်မှာအကုန်လုံးပြုံပြီးတော့ပါလာတာတွေ့ရတယ်နောက်အဲ့ဒီကနေပြီးတော့အဲ့ဒီတန်စုကျိုးတွေရောခုနကတုန်းကကလန်လိုက်တဲ့ပထမနေရာမှာကလန်လိုက်တဲ့ဒုတ်ပေါ့ အဲ့ဒုက္ခလည်းပဲတတိတိနဲ့ပါလာတာပေါ့ဆောက်ကြီးပါလာတယ်ဆိုတာကကျွန်တော်ကနောက်ဆုတ်လိုက်လို့မဟုတ်ရင်အရှိမဆိုလို့ရှိရင်စီရတိုင်းလေးလက်မရပြီးတော့မောက်အောင်ဆိုတဲ့သဘောနဲ့သူကတော့လှုပ်လိုက်တာပဲဒီချာတော့ကွက်ကြကြတော့စီစဉ်ထားတာအဲ့စီရတိုင်းနဲ့တိုက်တော့ကြာမှာဒုက္ခကလန့်လိုက်တယ်ပြီးမှဒီနောက်ကိုဝိုင်းရိုက်တယ်ဆိုတဲ့အခါကျတော့ကျွန်တော်တို့ကအဲ့ဒီမှာကြောက်အားလိုက်ရတဲ့အရှိကိုသွားရင်ကျွန်တော်တို့ကားမောက်ချင်မှမမောက်ချင်ကျွန်တော်တို့ကစီရတိုင်းလှည့်မရတော့တဲ့အနေအထားမျိုးဖြစ်အောင်လုပ်တယ်လို့ပဲကျွန်တော်တို့က ဟိုဒါယူစရတယ်ပေါ့နော်ကျွန်တော်အနေနဲ့အဲအဲ့ဒီကနေပြီးတော့ကျွန်တော်တို့ဒီဆက်ပြီးတော့ထွက်သွားတယ်ထွက်သွားပြီးတော့ဒါကျွန်တော်တော်တဲ့ဟိုထိုးဝင်လိုက်တယ်ထိုးဝင်ပြီးတော့လူကြီးေပေါ့နော်ဘယ်နှယောက်ကားပေါ်မှာဘယ်နှယောက်ပါလဲဘသူတွေပါလဲဒါအန်ဒီကအကုန်စစ်ပါတယ်အဲမောင်းထက်သွားတဲ့အခါမှာကျွန်တော်တို့ရေဦးကိုရောက်ပါတယ်ရေဦးဟိုပါပေါ့မရောက်ခင်ပေါ့နော်ဒါဒီတန်လန်းကူးမှာ ကျွန်တော်တို့ကိုဒါဘယ်ဒီဟွာပေါ့ဒီဝါလေးနဲ့ပိတ်ထားတဲ့အဖိုးကြီးနှစ်ယောက်ကိုတွေ့တယ်။အဖိုးကြီးနှစ်ယောက်ကတော့ချားဟွာပေါ့ကားတွေပေါ့နော်ကားတွေအားလုံးကိုလည်းပဲပိတ်ထားတယ်ဆိုပြီးတော့ပြောပါအဲ့ဒီမရောက်ခင်မှာအန်ဒီပြောတာတခုရှိပါတယ်။ဒီမြို့တစ်မြို့ကိုကျွန်တော်တို့သွားခိုင်းပါတယ်ဒီဘယင်းမြို့တဲကိုကျွန်တော်တို့သွားခိုင်းတယ်။ဘယင်းမြို့ရောက်ပြီဆိုတာနဲ့တက်ဆိုင်ရာတာဝန်ရှိတဲ့သူတွေနဲ့အန်ဒီတွေ့မယ်။စကားပြောမယ်ပေါ့နော်။ဒါဒီဒီလိုမျိုးလုပ်တဲ့အခါမှာကျွန်တော်တို့အားလုံးသော ဟိုပါလာတဲ့သူတွေအားလုံးကဘဲရင်မရောက်ဘူးတဲ့အခါမှာရေဦးကိုရောက်သွားပါတယ်။မောင်းရင်မောင်းရင်နဲ့ရေဦးရောက်တဲ့အချိန်မှာလည်းပဲကျွန်တော်တို့အဲ့လိုပေါ့ခုနကတော့ water gate လေးတွေ့တယ်။ water gate လေးမှာအဖိုးကြီးနှစ်ယောက်တွေ့တယ်။အဖိုးကြီးနှစ်ယောက်ကကားတွေကိုဘယ်သူကားမှဝင်မပေးဘူးတိုင်းမှုကပြောထားတယ်ပညာနဲ့ဆိုတာနဲ့ကျွန်တော်တို့စောင့်နေတယ်။ဒါတော်စားသူကြီးကားပါ။အဲပြန်ပြီးတော့ဟိုသတင်းပို့လိုက်ပါ။ဒီမှာစောင့်နေပါတယ်ဆိုပြီးတော့အဲအဲ့ဒီအချိန်မှာသူတို့နောက်ကနေပြီးတော့ ဒါဒီဖြစ်စဉ်ဖြစ်တဲ့နေရာကနေလိုက်လာတဲ့ဒါဒီဟောပေါ့ဘုံမူးပေါ့နော်ဘုံမူးကြီးတယောက်ကရောက်လာတယ်ရောက်လာပြီးတော့အဲကျွန်တော်တို့ဒီမသွားခင်မှာလည်းပဲကျွန်တော်တို့လည်းပဲပြင်ဆင်တယ်ပေါ့နော်အဲတန်လန်းတကားပါသူကထပ်ပိတ်လိုက်တယ်ပြီးပြီဆိုလို့ရှိရင်တက်ကနေပြီးတော့ပတ်ပတ်လေကျွန်တော်တို့ကိုဝိုင်းလိုက်ပါတယ်အစစ်တက်ကနေပြီးတော့ကျွန်တော်တို့ကိုဝိုင်းလိုက်ပါတယ်ဝိုင်းပြီးပြီဆိုတော့ဗေဒီဂိတ်တွေပြန်ချတယ် အဲအဲ့ဒီနောက်ပိုင်းမှာကျွန်တော်တို့ဒေါဆာစုကြည်ကာလာပေါ့အဲတန်းဟန်လာမသိဘူးမူကြီးဒုတိယဘူမူကြီးလာဘူမူကြီးလာမသိအဲ့ဒီတုန်းကတော့ဟုတ်ကဲ့အဲသူကနေပြီးတော့ကျွန်တော်တို့ကိုဒါတနက်ထောက်ပြီးကျွန်တော်ကျွန်တော်နှထင်ကိုတနက်နဲ့ထောက်ပြီးတော့မင်းတို့ကဒေါဆာစုကြည်ကာလာကွာငါတို့နဲ့လိုက်မလားဆိုတော့ကျွန်တော် ပြုံးပြပါတယ်ပြုံးပြပြီးတော့အန်တီကိုကြည်လိုက်တဲ့အခါမှာအန်တီကကောင်းကြီးပြပြီးတော့အေးလိုက်ခဲ့မယ်ဆိုပြီးတော့ကျွန်တော်ကပြောလိုက်တယ် ရောလိုက်တဲ့အခါကျမှအားလုံးကျွန်တော်တို့ကားပေါ်တက်ပြီးတော့သူတို့ကရှေကားနောက်ကားနဲ့ကျွန်တော်တို့ရေဦးအချုပ်ထဲကိုကျွန်တော်တို့ပို့လိုက်ပါတယ်။ရေဦးအချုပ်ထဲပို့တဲ့အခါမှာလည်းပဲဒါတော်ဆန်းစုကြည်နဲ့အတူကျွန်တော်တို့အတူရှိနေတယ်အန်တီနဲ့လည်းအတူရှိနေတယ်။အဲ့ဒီအချိန်မှာတက်တည်လာထွက်တဲ့ဒါတက်တည်ထွက်တဲ့ဒါလူကြီးရောက်လာတယ်၅ယောက်လောက်။အဲ့လူကြီးတွေအားလုံးရဲ့လက်ညာဘက်မှာလည်းပဲတက်တည်အဖြစ်လာရောက်တဲ့သူတွေရဲ့ညာဘက်မှာလည်းပဲလက်ပတ်အဖြူတွေပါပါတယ်။ကျွန်တော်ရိုက်တဲ့သူတွေရဲ့ ညာဘက်မှာလည်းပဲလက်ပတ်အဖြူတွေပါပါတယ်အဲဒီလိုလက်ပတ်အဖြူတွေပါတဲ့သူလည်းတက်တည်လုပ်မယ်ဆိုတော့ကျွန်တော်တို့ဒါဒါသူတို့လုပ်တယ်ဆိုတာထင်ရှားပါတယ်ကျွန်တော်တောင်ဆန်းသူကြီးကသူတို့နဲ့တွေ့တဲ့အချိန်မှာပြောပါတယ်တက်မယ်ဆိုလို့ရှိရင်ငါကလေးတွေနဲ့အတူဒီနေရာမှာတင်တက်ပလိုက်အဲမင်းတို့ဖြည့်ရှင်းမယ်ဆိုလို့ရှိရင်တော့အဲမင်းတို့ဖြည့်ရှင်းဖို့အသင့်ရှိနေတယ်ဆိုလို့ရှိရင်တော့ဖြည့်ရှင်းပါဆိုပြီးတော့တောင်ဆန်းသူကြီးကပြောပါတယ်ပြောတဲ့အချိန်မှာ ့အဲကျွန်တော်တို့ဒေါသသူကြီးအတိတ်အခေါ်ပါဒေါသသူကြီးကမလိုက်ပါဘူးအဲဒါကိုကျွန်တော်တို့ကဖြည့်ရှင်းကြပါတယ်ဒီကိစ္စတွေကိုဆွေးနွေးဖို့ပါအားညာဆိုပြီးခေါ်ပါတယ်အဲ့ဒီချိန်မှာဒီကျွန်တော်တို့တက်တည်အနေနဲ့ခေါ်သွားပါကိုသုံးမြင့်နဲ့ကိုထွန်းစောတော်ကိုခေါ်သွားပါတယ်အဲခေါ်သွားပြီးတော့ဂျန်တဲ့သူတွေကိုကြတော့အချုပ်ထဲကိုထည့်လိုက်ပါတယ်တော်နဲ့ကိုတက်ထွန်းနောက်တစ်ယောက်ရှိမယ်အဲ၃ယောက်ပေါ့ကို ပုံမိုးတော်ပေါ့ဒါသူတို့၃ယောက်ကတော့ကျွန်တော်တို့ကျွန်တော်တက်တေအနေနဲ့၂ယောက်ထားပြီးတော့ကျွန်တော်ကားပေါ်မှာပါတဲ့ပစ္စည်းပစ္စည်းတွေတင်စီပါတယ်။အတက်တေအဖြစ်သူတို့ဒါဇင်းရင်းသွင်းပါတယ်ပေါ့နော်။တက်တေကဇင်းရင်းသွင်းပါတယ်။ဇင်းရင်းသွင်းပြီးတော့ကျွန်တော်ကိုအချုပ်ခန်းထဲထိလိုက်တဲ့အချိန်မှာခုနကတုန်းကအန်ဒီနဲ့လိုက်သွားတဲ့ကိုထွန်းမြင့်နဲ့ကိုထွန်းစောတို့အချုပ်ခန်းထဲမှာရောက်နေပါပြီ။အဲအဲ့ဒီနေရာမှာတဆင်အန်ဒီကိုအခြားနေရာပို့လိုက်ပြီးဆိုပြီးတော့ကျွန်တော်ကြားပါတယ်။အဲ့ဒီနောက်ပိုင်းမှာကျွန်တော်တို့အန်ဒီနဲ့ ဒါကွဲသွားရဲပေါ့နော်အဲ့ဒီကနေပြီးမှကျွန်တော်တို့ကိုဒါရှီဘူထောင်ကိုပို့ပါတယ်အဲနှစ်ရက်လောက်နေမှကျွန်တော်ရှီဘူထောင်ပို့ပါတယ်ချုပ်ခန်းထဲမှာကျွန်တော်တို့ကိုဒါသမင်းမကြွေးပဲနဲ့ဒါရဲတွေအစပေါ့နော်ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့ဒါကျွန်တော်တို့ကိုပုတ်ခတ်ပြောဆိုတာတွေအစကျွန်တော်တို့ကိုဒါကြီးတက်တဲ့ပြောတာတွေအစဒါသူတို့ဒါပါဝင်ပတ်သက်နေတယ်ဆိုတာပေါ်တွင်ထင်ရှားပါတယ်ပေါ်တွင်ထင်ရှားပါတယ် ပြီးတော့ကျွန်တော်တို့အချုပ်ခန်းထဲမှာနေပြီးတော့ထောင်ကိုပို့ပါတယ်ရွှေဘူထောင်ပို့ပါတယ်ရွှေဘူထောင်မှာလည်းအချုပ်သားတွေနဲ့အတူကျွန်တော်တို့ကို ထားပါတယ်ပြီးပြီဆိုအဲ့ဒီကနေပြီးတော့ခန်းတီထောင်ကိုလေရင်နဲ့ပို့ပါတယ်အဲဒါဒီဒီစဆက်ရနာရှင်အပါဝင်တဲ့ပေါ့နော်ဒါပုံကိုယ်တွေအားလုံးမှာဒါပါဝင်ပတ်သက်နေတယ်ဆိုတာပေါ်လွင်ထင်ရှားပါတယ်ဗျဟုတ်ကဲ့ဟုတ်အချုပ်တွေထောင်တွေဘယ်လောက်ကြာကြာနေခဲ့လိုက်ရသည်လဲအဲမှာ ုတ်ကဲ့အဲကျွန်တော်တို့စတင်ချုပ်နှောင်ပြီးတော့ကြောရီတလကြကြောလောက်ကျွန်တော်တို့နေရပါတယ်အဲ့ဒီကနေပြီးမှကျွန်တော်အချုပ်ခန်း6လပေါ့ကျွန်တော်နေရပါတယ်ဗျဩအဲ့ဒါပြီးတော့ပြန်လွတ်လာတာပေါ့နော်ဟုတ်ကဲ့အဲ့ဒါပြီးတော့အန်ဒီရဲ့ဒါတောင်းဆိုမှုရကျွန်တော်တို့ဒီအားလုံးကိုပြန်လဲလွတ်မြောက်လာတယ်နောက်ပြီးတော့ ICRC လဲဒါဝင်လာတဲ့အနေထားမျိုးလေးလဲပါပါတယ်ဟုတ်ကဲ့ဒီလှုပ်ချန်တက်ဖြတ်မှုမှာတပင်းလှုပ်ချန်တက်ဖြတ်မှုမှာ ဒီအဓိကလက်တယ်ကတော့စစ်တပ်ပဲပေါ့နော်ဒါအောင်လဲကျွန်တော်တို့တွေပြန်တီးခဲ့ရတယ်အခုဒီဆယ်စုနှစ်တည်းနှစ်ခုလောက်ဖြစ်လာတဲ့အခါမှာလဲထပ်ပြီးတော့မှစစ်တပ်ကအခုမင်းအောင်လိုင်ဆိုလို့ရှင်လဲဒေါန်သန်းသူကြည်တို့ဒါဖန်စီအကျင့်ချခဲ့တာရှိတယ်ဒီခါကျတော့စစ်တပ်အနေနဲ့ကဟိုဒေါန်သန်းသူကြည်ပေါ်မှာခုလိုမျိုးအညိုတကြီးနဲ့ဟိုဒီလိုမျိုးလုပ်နေတာဘာကြောင့်လို့အခုယူဆပါလဲအဲဒီကကတော့အာနာယူတဲ့သဘောပါဗျအာနာမမောတယ် အနာကိုမမောတဲ့အတွက်ကြောင့်မို့လို့လည်းပဲဒါအနာသိမ့်မှုတွေကို လုပ်တယ်ဒါခေအဆက်ဆက်မှာလည်းပဲဒါတယောက်ပြီးတယောက်ဒါဒီလက်နက်ကင်ပြီးတော့ဒီအနာကိုယူပြီးတော့ဒါသိသိခဲ့တယ်သိသိတဲ့အခါတိုင်းမှာလည်းပဲတရားနာသိတဲ့အခါတိုင်းမှာလည်းပဲပြည်သူလူထုကဒါမဖွင့်ပြောမတိုးတက်ဖဲနဲ့ဒါနှိမ့်ကြတဲ့ဘဝကိုအသိပြီးတဆင့် ရောက်ခဲ့တာဆိုတာလည်းပဲပြည်သူလူတရလုံးအသိပါပဲ